ီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ဖေးရှောက်မှာအမေးများကြတဲ့ဒီ Redmi ရဲ့ Note Series နဲ့ Redmi ရဲ့ Turbo Series မှာဘယ်လိုမျိုးကွာခြားချက်တွေရှိလဲဘလူက Redmi ရဲ့ Note Series ကိုဝယ်သင့်ပြီးတော့ဘလူက Redmi ရဲ့ Turbo Series ကိုဝယ်သင့်လဲဆိုတော့ဒီမေးခွန်းတွေအားလုံးကိုကျွန်တော်ကဒီ Phone Series နှစ်ခုရဲ့ဒီကွာခြားတဲ့အချက်လေးတွေကိုအချက်တစ်ချက်ချင်းစီလိုက်ပြီးတော့ဘလူကတော့ဘယ် Series ကိုဘာအကြောင်းကြောင့်ဝယ်သင့်လဲဆိုတော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးမယ်အဲ့တော့ဗီဒီယိုလေးကိုကျွန်တော်အတူတူစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store ဒီ Redmi ရဲ့ Note 7ကတော့ဒီနိုင်ငံမှာနာမည်ကြီးပြီးသားပေါ့နော်ဒါပေမဲ့ဒီလိုမျိုးနာမည်ကြီးရဆိုပေမဲ့ဒီ Redmi ရဲ့ Note Series ကဒီအရင်ကနဲ့မတူတော့ဘဲနဲ့ပြောင်းလဲသွားတဲ့အချက်လေးတော့ရှိတယ်။အဒီ Redmi ရဲ့ Note Series ကဒီအရင်တုန်းကဆိုရင်ဒီ price to performance ကောင်းတဲ့ဖုန်းတွေဘက်ကိုသူကသွားတယ်။အဲဒါပေမဲ့ဒီ Redmi ရဲ့ Note 30 Series ကနေစပြီးတော့ဒီနောက်ပိုင်းနောက်ဆုံးအစ်စ်ထွက်တဲ့ Redmi ရဲ့ Note 50 Series တွေမှာဆိုရင် price to performance ကောင်းတဲ့ဖုန်းတွေထက်စရင် all round ကောင်းပြီးတော့ဘယ်လိုမျိုးနေရာမှာတုံးတုံးအဆင်ပြေဆိုတဲ့ 3 CV တစ်ခုဘက်ကိုသူကပြောင်းသွားတယ်။အဲသူ့ရဲ့ဒီ price to performance ကောင်းနေဆိုရဲဒီဂုံဘုတ်ပေါ့နော် price to performance ကောင်းနေ phone series ကကြတော့ tabo series ကအဲ့နေရာမှာနေရာဝင်ယူလိုက်တယ်။သာသာချင်းဒီ phone series နှစ်ခုရဲ့ဒီအဓိကကွာခြားချက်လို့ပြောရမယ်။အဲသုံးပေးထားတဲ့ SOC တွေ performance ဘိုင်းအကြောင်းစပြီးတော့ပြောလိုက်အောင်။ဒီ Redmi ရဲ့ tabo series ကကြတော့ဒီ price to performance ကိုဦးစားပေးထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့် များသောအားဖြင့်ဒီဖုန်း series တဲကဖုန်းနေမှာဆိုရင်ဒီ flagship level နီးပါးကောင်းတဲ့ဒီ SoC တွေကိုသူဖုန်းနေမှာထည့်ပေးတယ်ပေါ့နော်အဲနောက်ဆုံးအသက်ထွက်ထားတဲ့ဒီ Redmi ရဲ့ Tower 4 Pro မှာဆိုရင် Snapdragon 8 Gen 4လိုမျိုး flagship SoC ကိုထည့်ပေးထားတယ်သူထက်နိုင်တဲ့ရိုးတန်းတဲ့ Tower 4မှာဆိုရင်ဒီ Dimensity 6400 Ultra ဆိုတဲ့ဒီ flagship SoC ကိုတုံးထားပေးတာဆိုတော့ ဒီ Tower Series ကဒီ gaming ဘိုင်းကိုအဓိကဦးစားပေးသုံးချင်တဲ့လူတွေနောက်ပြီးတော့ဒီ video editing တို့ photo editing တို့ဒီလိုမျိုးဟာတွေကိုဖုန်းနဲ့လုပ်မယ်နောက်ပြီးတော့ဒီ hardware demand အရင်များတယ် performance အရင်တောင်းဆိုတဲ့ဒီ application တွေကိုဖုန်းမှာသုံးမဲ့လူတွေကကကြတော့ဒီ Tower Series ကတော်တော်လေးရွေးချယ်တင်တယ်နေမှာပါတယ်နောက်ထပ်ဒီ Redmi ရဲ့ဒီ Note Series ကကြတော့သူကဒီ price to performance ကောင်းတဲ့ phone series တစ်ခုမဟုတ်တော့ဘဲနဲ့ Aura နောက်ကောင်းတဲ့ phone ဖြစ်တဲ့အကြောင်းသူရှိမှသုံးပေးထားတဲ့ SoC တွေက flagship level SoC မဟုတ်ဘဲနဲ့ဒီ mid range SOC တွေပေါ့เนาะအဲနောက်ဆုံးတွက်ထားတဲ့ဒီ Note 50 Pro Plus မှာဆိုရင် Snapdragon 7S Gen 4လိုမျိုးဒီ Mirin SOC ကိုသုံးထားပြီးတယ် Note 50မှာဆိုရင်ကြတော့လေ Dimensity 8400 Alpha လိုမျိုး SOC ကိုသုံးထားပြီးတာဆိုတော့ဒီ performance ဘိုင်းမှာဆိုရင်တော့ဒီ Tavo series တင်နေကတော့တွားပြီးတော့ဒန်းနူတွားပြီးတော့ရှင်လို့မရဘူး level တစ်ခုနိုင်တဲ့အနေထားမှာရှိရလို့ပြောရမယ်ဒါပေမဲ့ဒီသူရှိမှသုံးထားပြီးတဲ့ဒီ Mirin SOC နဲ့ကကြတော့ကျွန်တော်တို့ဘာတွေကိုသုံးလို့ရနိုင်လဲဆိုတော့ ကျွန်တော် daily use ဖုန်းကိုသုံးတဲ့နေရာမှာဖြစ်ဖြစ် social media တွေသုံးတာနောက်ပြီးတော့ game ပေါ့နော် game ကိုဒီ demand ပေါ့နော် heavy game မဟုတ်ဘဲနဲ့ graphic demand အရင်မများတဲ့ game တွေကိုပေါ့ပေါ့ပါပါစောင့်ကျင်တဲ့လူတွေအတွက်ကဒီဖုန်း CV တွေကိုရွေးချယ်လို့ရတယ်အဲ့တော့ဒီဖုန်း CV နှစ်ခုမှာဒီ SOC performance တစ်ခုရဲ့ဝယ်ကြည့်မယ်ဆိုရင်ဒီ Redmi ရဲ့ Note CV ကကြတော့ပေါ့ပေါ့ပါပါ daily use ဖုန်းကိုသုံးမယ်နောက်ပြီးတော့ကျွန်တော်ဒီ heavy game တွေမဟုတ်ဘူးဒီပေါ့ပေါ့ပါပါ game တွေသုံးမယ်ဆိုတဲ့ user တွေအတွက်ကဒီ Redmi ရဲ့ Note series ကရွေးချယ်တင်တယ် အဲတာပိုစီးရီးကကြတော့ဂိမ်းမင်းဘန်းကိုအဓိကဦးစားပေးထားတဲ့အတွက်ကြောင့် price to performance ကောင်းတဲ့ဖုန်းကိုလိုချင်တယ်။နောက်ပြီးတော့ဂိမ်းကိုအရန်ဆော့မယ်။ video editing တို့ photo editing တို့နောက်ပြီးတော့ဒီ SOC performance ကိုအရန်ကိုမှတောင်းဆိုတဲ့ application တွေကိုဖုန်းမှာလုပ်မယ်ဆိုတဲ့လူတွေအတွက်ကကြတော့ဒီ Redmi ရဲ့တာပိုစီးရီးတက်ကဖုန်းတွေကိုရွေးချယ်တင်တယ်။ကင်မရာပိုင်းမှာဆိုရင်တော့ဒီ Redmi ရဲ့ Note series ကကင်မရာကိုအဓိကဦးစားပေးထားတဲ့ဖုန်း series တွေလို့ပြောလို့ရတယ်။ အခုနောက်ပိုင်းမှာထွက်ထားတဲ့ဒီ Redmi ရဲ့ Note 40 Pro Plus တို့ Note 50 Pro Plus တို့မှာဆိုရင်ဒီ10သိန်းကျော်15သိန်းဝန်းကျင်နဲ့ဒီ Tele Sensor တွေပါလာတယ်။နောက်ပြီးတော့ဒီ OIS တွေပါလာတာဖြစ်တဲ့တဲ့ကြောင့်ဓာတ်ပုံရိုက်တဲ့နေရာမှာတော်တော်လေးကောင်းတဲ့အဆင်ပြေတဲ့ဓာတ်ပုံတွေထုတ်ပေးတယ်ကျွန်တော်တို့ဒီဓာတ်ပုံရိုက်လိုက်မယ်ဆိုရင် portrait ဓာတ်ပုံတွေရိုက်တာပါဖြစ်ဖြစ်ဒါမှမဟုတ်ဒီ low light မှာဓာတ်ပုံတွေရိုက်တာမှာဖြစ်ဖြစ်နောက်ပြီးတော့ဒီ ultra wide ဓာတ်ပုံတွေရိုက်တဲ့နေရာမှာဖြစ်ဖြစ်ဒီဖုန်းတွေမှာတော်တော်လေးမှရိုက်လို့ကောင်းတယ်တော်တော်လေးအဆင်ပြေဆိုတဲ့ပုံထွက်တွေကိုထုတ်ပေးတယ် ဒါပေမဲ့ဒီ Tavo Series ကကျတော့သူကဒီ price to performance ကိုဦးစားပေးထားတဲ့ဖုန်းကြီးရဲ့ထုံးစံတိုင်းပဲကင်မရာပိုင်းမှာဆိုရင်တော့ဒီ Redmi ရဲ့ Note Series တွေကိုသွားပြီးတော့ရှင်းလို့မရအောင်ဒီဖုန်းလေးမှာဆိုရင် Make in မှာမှာတုံးထားပေးတာကဒီ Lighthunter 700တို့800တို့အဲဒီလိုမျိုးစင်ဆာတွေကိုတုံးပေးထားရဆိုပေမဲ့ OIS တွေမပါတာတွေနောက်ပြီးတော့ဒီ Tele sensor တွေမပါတဲ့အကြောင်းကျတော့ဒီ zone တွေကိုဆွဲရိုက်ပေးတဲ့နေရာမှာ Note Series တွေကိုမမီတဲ့ကိစ္စတွေအဲနောက်ပြီးတော့ဒီ portrait တပ်ဖို့နေရိုက်တဲ့နေရာမှာလည်း Note Series တွေကိုမမီတဲ့ပြဿနာမျိုးတွေ နောက်ပြီးတော့ဒီ ultra wide တပ်ပုံနေမှာဆိုလည်းအဲတုံးပေးထားတဲ့ကျွန်တော်ဒီ mega pixel ကအတူတူပဲဆိုပေမဲ့အဲသူတို့ရှိမှာပါတဲ့ sensor တွေကကွာဝါးတာဖြစ်တဲ့ကြောင်းအဲ ultra wide တပ်ပုံနေမှာနည်းနည်းလေးဝီးတဲ့ပြဿနာမျိုးရှိတယ်။အဲတော့ဒီ camera ဘိုင်းမှာဆိုရင်တော့ကိုကကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကို၁၀သိန်းကျော်ဝင်းကျင်မှာလိုချင်တယ်ဆိုရင်တော့ Redmi ရဲ့ Note series တွေကပို့ပြီးတော့ရွေးချယ်တင်တယ်။အဲ့လိုမှမဟုတ်ဘူးကိုကကင်မရာအဲ့လောက်မကောင်းလဲရတယ်။ဒါပေမဲ့ performance ကကိုယ့်အတွက်အရေးကြီးတယ်ဆိုရင်တော့ဒီ Tabu series ကိုရွေးချယ်လိုက်လို့ရတယ်။နောက်ထပ်တစ်ပိုင်းဖြစ်တဲ့ဒီ battery bank ကိုစပြီးတော့ပြောလိုက်အောင် ဘက်ထရီပိုင်းမှာဆိုရင်တော့ဒီဖုန်း CV နှစ်ခုလုံးကတိတိတတ်တာကွာထားတာမရှိဘူးပေါ့နော်။နောက်ပိုင်းမှာဒီ China version ဖုန်းတွေတော်တော်များများကကျွန်တော်တို့ဒီ silicon ကောင်ဘက်ထရီကိုသုံးထားပြီးတာဖြစ်တဲ့တကြောင်6000 mAh ဘက်ထရီတွေတို့6500တို့8000တို့ဒီလိုမျိုး mAh တွေနဲ့ဆိုတော့များများဆက်စားကွာထားတာမရှိဘူး။နောက်ပြီးတော့ဒီ fast charging ဘိုင်းတွေမှာဆိုရင်လည်း 80W တို့ 90W တို့အဲဒါတွေပဲသုံးနေတာဆိုတော့ဒီ fast charging ဘိုင်းတွေမှာလည်းကွာထားတာမရှိဘူး။ဒါပေမဲ့ဒီ Redmi ရဲ့ Tavo CV ကကြတော့သူက gaming ဘိုင်းကိုအဓိကဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့တဲ့ကြောင့် အဲသူရှိရာထွက်တဲ့ဒီ SOC အပူကိုကာမိအောင်ဆိုပြီးတော့ဒီ Thermal Control ဘိုင်းတွေမှာနောက်က Cooling System တွေမှာကောင်းကောင်းမွန်မွန်လုပ်ပေးထားတဲ့တစ်ချက်တွေကကြတော့ဒီနားမှာသွားပြီးတော့အားတာတယ်ပေါ့နော်အဲ့တော့ battery ဘိုင်းမှာဆိုရင်တော့ဒီ milli amp hour တွေအဲနောက်ပြီးကျွန်တော်ဒီ fast charge ဘိုင်းတွေမှာဆိုရင်တော့ဒီ phone CV နှစ်ခုမှာတိတိတတ်တာကွာထားတာမရှိဘူးဒါမဲ့ဒီ Thermal Control ဘိုင်းလို့ခေါ်တဲ့ဒီ Cooling System ဘိုင်းတွေမှာဆိုရင်တော့ Redmi ရဲ့ Turbo CV ကအားတာတဲ့အချိန်မှာရှိတယ်ကျွန်တော်နောက်တစ်ပိုင်းဖြစ်တဲ့ဒီ design နဲ့ base quality ဘိုင်းကိုပြောလိုက်အောင် ဒီ design နဲ့ base quality ဘိုင်းမှာဆိုရင်တော့ဒီ Redmi ရဲ့ Note series ကပို့ပြီးတော့အားသာတဲ့အချက်ထဲမှာထည့်ထားလို့ရတယ်။ကျွန်တော်တို့ဒီ phone တစ်လုံးကိုပေါ့နော်ဒီ phone series နှစ်ခုမှာ phone ကိုမကင်ကြည့်ဘဲနဲ့ဒီအမြင်ရပဲကြည့်မယ်ဆိုရင်တော့လူတကူအကြိုက်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့် design ဘိုင်းမှာဘလူးပို့တာတယ်ပို့မတာဘူးဆိုတာပြောလို့မရဘူး။အဲဒါပေမဲ့ဒီလက်ထဲမှာတကယ်ကင်ရတဲ့အချိန်မှာသူ့ရဲ့အချိုးကွေနောက်ပြီးတော့ဒီသုံးပေးထားတဲ့ material ဘိုင်းဒီမှာကျတော့ဒီ Redmi ရဲ့ Note series တွေမှာကအခုနောက်ပိုင်းဒီ Redmi ရဲ့ Note 50 Pro Plus မှာဆိုရင်ကျွန်တော်ဒီ quad cut display ကိုသုံးထားပြီးတာတော့ နောက်ပြီးတော့ဒီကြောဘက်ချမ်းမှာဒီလက်ရမထင်အောင်လှုပ်ထားပေးတာတို့နောက်ပြီးတော့ကျွန်တော်ဒီကြောဘက်ချမ်းလေးကိုနည်းနည်းလေးလုံထားပေးတာဆိုတော့ဒီလက်ထဲမှာခိုင်းရတာပို့ပြီးတော့အံဝင်ဝင်ကြဖြစ်တာတို့ဒီလိုမျိုးအပိုင်းတွေမှာကျတော့ဒီ Redmi ရဲ့ Note series တွေကပို့ပြီးတော့အားသာတယ်အတာဘူ series ကကျတော့ဒီဇိုင်းပိုင်းမလှဘူးလို့ပြောတာမဟုတ်ဘူးဒီနောက်ပိုင်းမှာထွက်တဲ့အဲ Turbo 4တို့ Turbo 4 Pro တို့မှာဆိုရင်ဒီဇိုင်းပိုင်းရောဘေး quality ပိုင်းရောကောင်းတယ်အဲဒါပေမဲ့ဒီဖုန်းတွေကရဲ့ဒီဇိုင်းပိုင်းကအရန်ကိုမှရိုးရှင်းတဲ့ဘက်ကိုသွားတယ်။နောက်ပြီးတော့ဒီလက်ထဲမှာကင်ကြည့်မယ်ဆိုရင်လည်း ဒီ Redmi ရဲ့ Note series တလောက်ကိုင်လို့ကောင်းနေဆိုရယ်ခံစားချက်ကိုမရဘူး။ဒါကတော့ပုံမှန်ပဲပေါ့နော်ဒီ price to performance ဘိုင်းဦးစားပေးထားတဲ့ဖုန်းတွေကတော့ ASUS ကောင်းမှုအဓိကပဲ channel ဘိုင်းတွေကသူတို့အတွက်တိတ်ပြီးတော့အရေးမဆိုင်ထားတာဆိုတော့ဒီနေရာမှာတော့ကွာခြားမယ်ပေါ့နော်။အဲ့တော့မိတ်ဆွေကဒီ design ဘိုင်းမှာလက်ထင်းမှာကိုင်လို့လည်းကောင်းရမယ်။နောက်ပြီးတော့ design လည်းဆန်းဆန်းပြားပြားလေးလည်းဖြစ်ကြမယ်။နောက်ပြီးတော့ဒီတုံးပေးထားတဲ့ဘေးကွာလီတီဘိုင်းနေကောင်းကောင်းမွန်မွန်လိုချင်တာဆိုရင်တော့ဒီ Redmi ရဲ့ Note series ကပို့ပြီးတော့ရွေးချယ်တင်တဲ့အထဲမှာပါတယ် Redmi ရဲ့ Tabo series ကကြတော့ ဒီဇိုင်းကတော့အဲ personal preference ဆိုတော့မိတ်ဆွေကြိုက်ကောင်းလေးကြိုက်နိုင်မယ်ဒါပေမဲ့ဒီလက်ထဲမှာကာရတဲ့ခန်းစားချက်တွေကကြတော့ဒီ Redmi ရဲ့ဒီ Note series ကိုမမီတဲ့နေရာမှာရှိတယ်။အဲ့တော့ကျွန်တော်ဒီနောက်ဆုံးအနေနဲ့ဈေးနှုန်းပိုင်းပေါ့နော်ဒီဈေးနှုန်းပိုင်းမှာဆိုရင်တော့ဒီ phone series နှစ်ခုကဒီအခြားနိုင်ငံမှာဆိုရင်တော့ဈေးတွေကွာကောင်းกว่าနိုင်တယ်ဆိုပေမဲ့ဒီနိုင်ငံမှာဆိုရင်တော့တိတ်ပြီးတော့ဈေးကွာချတာမရှိဘူးဒီ phone series နှစ်ခုလုံးကို ဆယ်သိန်းကနေ15သိန်းဝန်းကျင်မှာဝယ်လို့ရတယ်အဲဒါပေမဲ့ဒီ note series ကကြတော့နည်းနည်းလေးရွေးချယ်စရာပိုများတယ်ပေါ့နော်အဲ note series ကကြတော့ဒီ series ကအသုံးခုထွက်တာဖြစ်တဲ့အတွက်ကြောင့်ဆယ်သိန်းအောက်မှာဒီ Redmi ရဲ့နောက်ဆုံးထွက်ထားတဲ့ note series ကိုလိုချင်တယ်ဆိုရင်လည်းနောက်ဆုံးပေါ့နော် Redmi ရဲ့ note 50တို့ဒီလိုမျိုးကောင်လေးရွေးချယ်လိုက်လို့ရတယ်ဒါပေမဲ့ Tower series မှာကြတော့ဒီနောက်ဆုံးထွက်ထားတဲ့အထဲမှာဆိုရင် Tower 4နဲ့4 Pro ဆိုပြီးတော့နှစ်လုံးပဲထွက်တယ်ဒီဖုန်းနှလုံးလုံးကလည်း စင်သိန်းနဲ့ဒီ15သိန်းဝန်းကျင်မှာရှိတာဆိုတော့ဈေးနှုန်းကိုဘတ်ဂျက်ကိုချိန်ပြီးဝယ်မယ်ဆိုရင်ဒါတော့နှုတ်စည်းကပို့ပြီးတော့ရွေးချယ်စရာလေးကပို့ပြီးတော့များနေတယ်။အဲ့တော့နောက်ဆုံး conclusion အနေနဲ့ဘလူကဘယ်စီးရီးကိုဝယ်တင်လဲဘလူမျိုးအားသာချက်တွေအားနည်းချက်တွေရှိလဲဆိုရင်တော့မိတ်ဆွေရပါတော့ဒီ daily use phone ကိုအဓိကအားဖြင့်သုံးကျင်တယ်။ performance ကတော့အရင်ကြီးကောင်းနေစရာမလိုဘူး။ အဲဒါပေမဲ့အဲ daily phone သုံးတဲ့နေရာမှာပေါပေါပွားပွားလေးဖြစ်ကြမယ်အဲနောက်ပြီးတော့ဒီ camera ဘိုင်းနေရာလဲကောင်းရမယ် design ဘိုင်းနေမှာခံရတဲ့နေသားတွေ hand feeling တွေနောက်ပြီးတော့ဒီ phone ကိုကြည့်တဲ့နေရာမှာ quad cat display တွေလို့ card display တွေလို့ဖြစ်တာကိုလိုချင်နေဆိုရင်ကြတော့ဒီ Redmi ရဲ့ Note series တွေကရွေးချယ်လို့ကောင်းတဲ့အထက်မှာပါတယ်နောက်ပြီးတော့ဒီ main ကလေးတွေဖုန်းဝယ်မယ်ဆိုရင်လဲဒီ Redmi ရဲ့ဒီ Note series နဲ့ Tabu series ကိုရှင်ပြီးဝယ်မယ်ဆိုရင်ကျွန်တော်ကတော့ဒီ Note series ကိုဝယ်ဖို့အကြံပေးတယ်နောက်ထပ်ဒီ Tabu series ကကြတော့ဘယ်လိုနေနဲ့ပိုကိုက်လဲဆိုတော့ဒီယောက်ျားလေးတွေပေါ့နော် အထူးသဖြင့်ဒီ gaming ဘက်ကိုအဓိကဦးစားပေးတဲ့ယောက်ျားလေးနဲ့ပို့ပြီးတော့ကြိုက်တယ်။အဲဒီတာဝန်စီးပြီးမှဆိုရင်သူက performance အရင်ကောင်းတဲ့အတွက်ကြောင့် gaming ဘက်ကိုအဓိကသုံးမယ်။နောက်ပြီးတော့ဒီ video editing နဲ့ photo editing တွေကိုလုပ်မယ်။နောက်ပြီးတော့ camera တွေကတိတ်ပြီးတော့မကောင်းတဲ့အတွက်ကြောင့်ဒီ gamer တွေကလည်း camera ဘိုင်းမှာတိတ်ပြီးတော့ဂိမ်းယူသိမ်းမဆိုင်ကြဘူးပေါ့နော်။အဲတော့ camera မကောင်းလဲရတယ်။မကောင်းဆိုတာကကြတော့အရင်မကောင်းတာမဟုတ်ဘူးပေါ့နော်။ note စီးပြီးတော့မကောင်းလဲရတယ်။နောက်ပြီးကြရင်ဒီ battery ဘိုင်းမှာဆိုရင်လည်းဒီ cooling system ကောင်းကောင်းနဲ့ ထိအရမတက်တဲ့ဖုန်းတွေကိုလိုချင်တယ်ဆိုရင်ကြတော့ဒီ Redmi ရဲ့တာဝန် series ကိုရွေးချက်တင်တယ်လို့ပြောနေပဲမိတ်ဆွေဆိုရင်ရောဘယ်အချက်တွေကြောင့်ဒီ Note series နဲ့တာဝန် series ကိုရွေးချက်မှာလဲဘာကြောင့်လဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store